ီးရေးရပြစ်မှတ်မှုတဲ့စာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးလေချောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီကိုစီးရေးရပဲဖြစ်ဖြစ်သာသာတုံ့ပြန်မယ်လို့ဒေါ်လိုင်းအင်အားစုတွေကပြောပါတယ်ဒီဘဲရင်းမြို့နယ်အိုတင်ကွင်းကျေးရွာကစာတင်ကြောင်းကိုမေလ7ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဆရာမနှုပ်ပါဝင်စာတင်ကြောင်းနေတဲ့ကလေးစုစုပေါင်း22ရောက်တဲ့မနေ့တည်ဆုံခဲ့တယ်လို့အယောက်60ရောက်တန်ရာရှိခဲ့တာပါအပြစ်မဲ့တဲ့ကလေးတငယ်တွေနဲ့ ်ဆရာဆရာမတွေကိုလေချောင်းကနေတိုက်ခတ်ဖို့အမင်ပေးသူတွေခရယံကံမြောက်ကျူးလွန်သူတွေနဲ့ပူပေါင်းပဝင်သူအားလုံးကိုတတိယရောက်ပြပေးရေးယူနိုင်ဖို့စုစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့အမျိုးသားညွန့်ရေးဆိုရပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အခုလူစားတင်ကြောင်းကိုလေချောင်းတိုက်ခတ်မှုပြုလုပ်တာနဲ့ပတ်သက်လို့အမျိုးသားညွန့်ရေးတိုင်ပင်ခံကောင်စီ NUCC ဘဝင်ဦးတိုးကျော်လိုင်ကအခုလိုပြောပါတယ်။ဟုတ်ကဲ့ပြောစရာစကားလုံးတော့ရှာလို့မရအောင်စွန့်နှင့်ကြေကွဲရပါတယ်ဗျ။ ဒီအပြစ်မဲ့ပြည်သူတွေဗျာဒီစာတင်နေတဲ့ကလေးတွေနောက်စာတင်ပေးနေတဲ့ဆီယမားတွေပေါ့နော်ဒီအဲ့လိုအဲ့လိုအပြစ်မဲ့တဲ့ရတားပြည်သူတွေပေါ့ပေါ့ဗျာလုံးဝလူမဆန်တဲ့ရက်ဆက်ရက်ဆက်ရုပ်မှန်မှုပါတာဒါဟာကျွန်တော်တို့ဒီဒုတိယဗဇီကြီးဖြစ်စဉ်လို့ပြောနိုင်ပါတယ်နော်အပြစ်ရကြီးညာထားတယ်လို့ဒီဆိုပြီးတော့တို့ဒီနိုင်ငံတကာကိုလိန်ညာနေတဲ့အပေါ်မှာဒါအာဆီယံအပါအဝင်ပေါ့နော်နိုင်ငံတကာကနေပြီးတော့ ြက်ပြက်သားသားတွန့်ပြန်အေးအယူကိုတိုက်တွန်းခြင်းပါတယ်။နော်ဒါအပြစ်မဲ့အရက်သားပြည်သူတွေကိုဥတီပြီးတော့ဒီအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေကလေးတငယ်တွေဘာမှမခွဲခြားဘဲနဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတဲ့အပေါ်မှာကျွန်တော်တို့ကတော့ဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကတော့စီရင်ရကျွန်တော်တို့ပြက်ပြက်သားသားတွန့်ပြန်မှာဖြစ်ပါတယ်။အဲ့ဒီလိုလေချောင်းကဘုံကျဲတက်ခတ်မှုကြောင့်အပြစ်မဲ့ကလေးတငယ်ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေတည်ဆုံရတဲ့ပတ်သက်ပြီး ချင်းညီနောင်စီပီတွင်ရင်မှုအဖွဲ့ဝင်ဇလိုင်းပွေဦးကလည်းအခုလိုပြောပါတယ်။ရင်ကအမတပီမြို့နယ်မှာဆိုရင်လည်းမတပီမြို့နယ်ဝီလူရွာမှာလည်းအလိုပါပဲညခွနယ်လောက်ဒီစာကြက်ဝိုင်းလေးပေါ့နော်ဒီကျေးရွာကျေးလက်စာကြက်ဝိုင်းလေးမှာဟိုမီးလောင်ပုံးနှလုံးနဲ့ကျေးပြီးတော့မှအိမ်တွေမီးလောင်အပြီးတော့မှဒီစာကြက်နေတဲ့ကလေးတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်သွားပါတယ်အလိုမျိုးဟိုဦးနှောက်တွေကစား ဥတွေကစပေါက်ထွက်တာမျိုးလုံးဝကြောင်းလွယ်အိတ်လေးတွေနဲ့ဇာုပ်ခဲတံတွေနဲ့ရောပြီးတော့မှဟိုဒေဆုံသားတာတွေရှိပါတယ်ဆိုတော့ဒီဟာတွေကစစ်ကောင်စီရဲ့ဟိုသူတို့ရဲ့ဇယိုက်အမှန်ပေါ့နော်ဒီပြည်သူပြည်သားတွေအပေါ်မှာသူဘလောက်ရက်ဆက်တယ်ဆိုတာကိုပြသတာဖြစ်ပါတယ်လို့နိုင်ငံတကာတိုင်းဝိုင်းနေနေလေးဖြစ်ရောက်တဲ့ကြိုးရှိတဲ့တာစီရေးမှုတွေကိုဆောင်ရွက်ပြီးကလေးတငယ်တွေအတွက်လုံခြုံစွာပညာသင်ယူခွင့်နဲ့ဘေးရန်နေလုံခြုံတဲ့အကြောင်းတွေ ပပောက်လာရေးအတွက်အဖြစ်ကူညီဖို့တာဝန်ရှိတယ်လို့အမျိုးသားညွတ်ရေးဆိုရပညာရေးဝန်ကြီးဌာနကထောက်ပြပါတယ်စစ်ကောင်စီကအေပီလာဇန်ပိုင်းကတည်းကမေလကုန်ထိအပြည့်ရက်မယ်လို့အချင်းချင်းကြီးညာခဲ့ပေမဲ့မြန်မာနိုင်ငံတဝန်းလီချောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုတော့စတိုက်ပြုတ်လို့နေတာဖြစ်ပါတယ်